စားရည်နဲ့ပလုတ်ကျင်းနေဆိုတဲ့အရာကလူတိုင်းကြောက်ဘူးနေကြပါအထူးသဖြင့်စားရည်ကိုလဲချောင်းလာတဲ့အခါမှာအများဆုံးအသုံးပြုကြပါရယ်စားရည်ကအကုန်ကြက်တက်တာပြီးလွယ်ကူတဲ့ကုသဏီတရလည်းဖြစ်ပါရယ်နော်။ဘာကြောင့်အဲ့လိုပြောရတာလဲဆိုတော့ရင်းနှွေးနှွေးတဲ့ကိုစားရည်ထိပ်ပြီးပလုတ်ကျင်းတဲ့အခါမှာအခုလိုအကြက်မှန်ရေးအကျိုးကျေးဇူးလေးတွေရရှိစေလိုပဲဖြစ်ပါရယ်။ဟာဘက်တီးရီးယားကြောင့်လေကြောင်းထဲမှာရှိတဲ့အက်ဆစ်တွေမကြီးမမြဖြစ်တာကိုသိညိပေးပါရယ် ျက်မာတဲ့ pH level ပမာဏကိုလည်းထိန်းညှိပေးပြီးတော့ခနင်းထဲမှာဘက်တီးရီးယားတွေမပေါက်ပွားစေဖို့လည်းကာကွယ်ပေးပါတယ်။စားရင်လည်းပလုတ်ကျင်းတာဟာတက်ရှုံလန်းချောင်းနဲ့နှာခေါင်းထဲမှာရှိတဲ့ချွဲတွေကိုဖယ်ရှားပေးနိုင်ပါတယ်။နာကျင်မှုတွေကိုတတ်တာစေသလိုလောင်ရမ်းမှုတွေကိုလည်းရှော့ချပေးပြီးတော့နှာခေါင်းထဲကဘက်တီးရီးယားတွေနဲ့ virus တွေကိုလည်းဖယ်ရှားပေးပါတယ်။ ထပ်တစ်ခုအနေနဲ့အသက်ရှင်လမ်းကြောင်းပိုးဝင်ကူးစက်ခြင်းကိုလည်းသတ်သားစေတာပါသူတေသနာပြုချက်တွေအရတနေ့ကိုစားရည်နွေးနွေးနဲ့၃ချိန်ပြုလုပ်ခြင်းပေးတာကအသက်ရှင်လမ်းကြောင်းထပ်ပိုင်းမှာပိုးဝင်ကူးစက်တာမဖြစ်စေဖို့အတွက်40ရာခိုင်နှုန်းထိကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်ဒီရောင်တဲ့အခါမှာအစာရေရည်တွေမျိုးချဖို့ခက်ခဲနိုင်ပါတယ်။ဒီနာကျင်မှုကိုတတ်တာစီဖို့ဆိုရင်စားရည်နွေးနွေးနဲ့အလုပ်ကျင်းပေးလို့ရပါတယ်နော်။ စားကြောင်ဖြစ်ဖြစ်အခြားအကြောင်းရင်းကြောင်ဖြစ်ဖြစ်ဂရင်းအနံ့နံနာကိုပတ်သားစေဖို့အတွက်ဂရင်းတန့်စေးရည်ကိုမတုံးကျင်ဘူးဆိုရင်တော့စားရင်လည်းအာလုံးကျင်းပေးလို့လည်းရပါတယ်။စားရင်နွေနွေလေးနဲ့ပလုတ်ကျင်းတာဟာသဖုံးရောင်လားသဖုံးသွေးထွက်တာကိုတတ်သားစေပါတယ်။စာရည်ဟာရောင်ရမ်းမှုကိုတတ်တာစီနိုင်တယ်လို့သပုံးရောင်ရမ်းတာဖြစ်ပေါ်စေတဲ့ဘက်တီးရီးယားတွေကိုပါတိုက်ဖြတ်ပေးပါတယ်။သွားကြိုက်ခြင်း၊သွားနာခြင်းတွေကိုလည်းတတ်တာစီနိုင်ပါတယ်နော်။ ောက်ဆုံးတစ်ခုအနေနဲ့ကတော့ကတွင်းအနာတွေကိုတက်တာစေနိုင်တာပါ။ဗဇက်တွေမှာဖြစ်တဲ့အနာဖြူဖြူလေးတွေတက်တာစေဖို့လဲစားရင်လည်းဘလို့ကျင်းပေးလို့ရပါတယ်။အနာတက်တာပြီးတော့အနာကျက်လည်းမြင်စေပါတယ်။ကြောင့်မို့အကုန်ကြောက်တတ်တာပြီးကောင်းကျိုးများစွာရှိတဲ့စားရည်လေးနဲ့ပလုတ်ချင်းပေးပြီးတော့ခရင်းယောဂာများမှကင်းဝေးကြပါစေနော်ဒီဗီဒီယိုလေးကတင့်မိသားစုစမ်းမရေးအတွက်ထောက်ကူပြုရဲဆိုလို့ရှိရင် share လေးနဲ့ပြီးတော့ကူညီပေးသွားပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်